မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ဓာတ်ပုံပေါ်ကလက်မှတ်တွေကိုကျွန်တော်တို့ Photoshop နဲ့ Edit ပြန်လုပ်တဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့လက်မှတ်ကိုကျွန်တော်တို့စာရွက်အလွတ်တရွတ်ပေါ်မှာလက်မှတ်ထိုးပြီးတော့ကျွန်တော်တို့ကိုယ့်ရှိမှာရှိနေတဲ့ဖုန်းနဲ့ဓာတ်ပုံလေးရိုက်ယူထားခဲ့ပါမယ်အဲ့ဒီလက်မှတ်လေးကိုကျွန်တော်တို့ကတနေရာရာမှာပြန်ပြီးတော့အသုံးပြုဖို့ရာအတွက် ကျွန်တော်တို့ဓာတ်ရိုက်တန်းပြီးတော့အသုံးပြုလို့မရဘူးကျွန်တော်တို့ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့အတွက်နောက်ခံ background ကြီးတွေကျွန်တော်တို့ပါနေတာလေးတွေကျွန်တော်တို့ရှိပါမယ်ဒီတော့ဒီရဲ့လက်မှတ်လေးကိုကျွန်တော်တို့ကနေရာတိုင်းမှာအသုံးပြုလို့ရအောင်ပါနေတဲ့နောက်ခံ background လေးတွေကိုကျွန်တော်တို့ဖြတ်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Photoshop အသုံးပြုတတ်တယ် Photoshop နဲ့ကျွန်တော်တို့ပြုလုပ်တယ်ဆိုရင်တော့ကျွန်တော်တို့အရန်ကိုလွယ်လွယ်ကူကူနဲ့ပြုလုပ်လို့ရပါတယ်။ဒီတော့ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်ကဓာတ်ပုံပေါ်မှာရှိနေတဲ့ လက်မှတ်တွေကို Photoshop နဲ့ edit လုပ်တဲ့နီလန်းလေးတွေကိုပြပေးမှာဖြစ်တဲ့အတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Photoshop software ပွင့်လာပြီဆိုရင်တော့ကိုပြုလုပ်လို့တဲ့ကျွန်တော်တို့ကိုဓာတ်ပုံရပ်ယူထားခဲ့တဲ့ကိုရဲ့လက်မှတ်လေးကိုကျွန်တော်တို့ကတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့က file နဲ့ကနေပြီးတော့ open ဒါမှမဟုတ် keyboard ပေါ်ကနေပြီးတော့မှ control ရဲ့ o ရဲ့နှိပ်ပြီးတော့လည်းဖွင့်လို့ရတယ်ဒီမှာရှိနေတဲ့ open ကိုနှိပ်ပြီးတော့လည်းဖွင့်လို့ရပါတယ်ဒီတော့အစောနှောင်းကကျွန်တော်တို့ဒီမှာဖုန်းနဲ့ဓာတ်ပုံရိုက်ယူထားခဲ့တဲ့ ကျွန်တော်တို့လက်မှတ်လေးကိုကွန်ပျူတာထဲမှာကူးထည့်ခဲ့ပါဗျ။အဲ့ဒီပုံလေးကိုကျွန်တော်တို့ကအတိတ်လုံးမှာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်လေးပေးမယ်။ open ဆိုပြီးတော့မှကျွန်တော်တို့ဖွင့်လိုက်ပါမယ်။ဖွင့်တဲ့အခါမှာဆိုရင်ဒီမှာကျွန်တော်တို့ပုံလေးရောက်ရှိလာပါတယ်ဒီတော့လက်ရှိဒီရဲ့ပုံမှာကကျွန်တော်တို့ဖုန်းကင်မရာနဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ပုံကြီးကကျွန်တော်တို့နေရာလွတ်တည်ရမ်းများနေပါတယ်ဒါကြောင့်ဒီရဲ့ဒီမှာကျွန်တော်တို့ပုံနေတဲ့အပိုင်းလေးတွေကိုအရင်ဆုံးကျွန်တော်တို့ခရော့တူးလေးနဲ့ဖြတ်ထုတ်လိုက်ပါမယ်တူပေါက်ကနေပြီးတော့မှကျွန်တော်တို့ခရော့တူးဆိုတာလေးယူလို့ရတယ် ကီးဘုတ်ရှော့ကတ်နဲ့ဆိုရင်ကျွန်တော်တို့ CO နှိပ်ပြီးတော့ခေါ်လို့ရပါတယ်ဒီတော့ဒါလေးကျွန်တော်တို့က crowd to you ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ပေါ်နေပါလိမ့်မယ်မောင်းရက်လက်ကလစ်လေးနဲ့ကျွန်တော်တို့ဒီမှာပုံနေတဲ့အပိုင်းလေးတွေကိုအခုလိုမျိုးလေးဆွဲပြီးတော့မှကျွန်တော်တို့ခြုံလိုက်လို့ရပါတယ်ဟောဒီဘက်ဘေးလေးကိုလည်းဆွဲခြုံမယ်ဒီဘက်ဘေးကိုလည်းဆွဲခြုံမယ်အောက်ကလည်းကျွန်တော်တို့ပုံနေတဲ့အပိုင်းတွေကိုကျွန်တော်တို့အခုလိုမျိုးလေးဖြတ်ထုတ်လိုက်ပါမယ်ကိုယ့်ရဲ့စိတ်တိုင်းကျရလာပြီဆိုရင်တော့ keyboard ကနေပြီးတော့ ကျွန်တော်တို့အန်တာလေးခောက်ပေးလိုက်ပါမယ်။အန်တာခောက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာပုံလေးကအရန်သေးသွားပါတယ်။အော်တာနဲ့မောက်ရဘိန်လုံးလေးနဲ့ကျွန်တော်တို့လှိမ့်ပြီးတော့မှပုံကိုကျွန်တော်တို့မြင်ခွင်းအချုံအချက်ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ဒီရဲ့ပုံလေးကကျွန်တော်တို့ကအရန်သေးနေတာဖြစ်တဲ့အတွက်ဒီရဲ့ပုံရဲ့ site တွေ resolution တွေကိုကျွန်တော်တို့ပြန်ပြီးတော့မှပြင်ပေးပါမယ်။ဒါကြောင့်ကျွန်တော်တို့ကဒီတက်ပုံရဲ့ site တွေကိုသိစင်တာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ control ရဲ့ order ရဲ့ iron ကိုကျွန်တော်တို့တစ်ချက်လောက်တွဲပြီးတော့နှိပ်ပေးလိုက်ပါမယ် control order iron ကိုနှိပ်လိုက်တဲ့တစ်ပြိုင်တည်းဒီပုံရဲ့ကျွန်တော်တို့ဓာတ်ပုံ size ကဘယ်လောက်ရှိရဲဆိုတာလေးတွေကိုဒီရဲ့နေရာလေးမှာကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီတော့ဒီနေရာလေးမှာကျွန်တော်တို့က resolution က80နဲ့နှစ်ဖြစ်နေပါတယ်ဒီတော့ဒီနေရာမှာကျွန်တော်တို့ resolution ကို300အပြည့်ထားပေးလိုက်ပါမယ် size တွေကိုတော့ကျွန်တော်တို့ကဒီမှာ သူ့မှာဆိုရင်အလျားက14လက်မှရှိမယ်အမြင့်ကကျွန်တော်တို့17လက်မှရှိမယ်ဒီလောက်နေထားကြီးကျွန်တော်တို့မလိုချင်ဘူးဆိုရင်6လောက်ပဲကျွန်တော်တို့ထားခဲ့လိုက်ပါမယ်အလျားက6လက်မှအမြင့်ကကျွန်တော်တို့6လက်မှကြော်ကြော်လေးထားခဲ့မယ် resolution ကိုတော့ကျွန်တော်တို့300ပြည့်ပေးခဲ့ပါမယ်ဒါလေးတွေအားလုံးကျွန်တော်တို့ချင်းပြီးသွားပြီဆိုရင်တော့ okay လေးကျွန်တော်တို့နှိပ်ပေးလိုက်မယ် okay နဲ့လိုက်တာနဲ့တပြိုင်တည်းဒီတက်ပုံရဲ့ကျွန်တော်တို့ site အရွယ်အစားလေးတွေကကျွန်တော်တို့ပြောင်းလဲသွားတာကိုတွေ့ရပါတယ် ဒီတော့အခုလိုမျိုးလေးရသွားပြီဆိုရင်တော့ကျွန်တော်တို့ layer လေးကိုကျွန်တော်တို့ပွားယူခဲ့လိုက်ပါမယ် keyboard ကနေပြီးတော့မှ control ရယ် j ရယ်နှိပ်ပြီးတော့ကျွန်တော်တို့ layer ကိုပွားထုတ်လိုက်ပါတယ်ဘာကြောင့်ကျွန်တော်တို့က layer ပွားလိုက်လဲဆိုရင်တော့မူရင်းတက်ပုံလေးကိုကျွန်တော်တို့ကမပြတ်စေချင်တာဖြစ်တဲ့အတွက် layer လေးပွားပြီးတော့မှသူ့ရဲ့ background layer လေးကိုမျက်စိလေးကျွန်တော်တို့မှိတ်ခဲ့ပေးလိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ပွားထားတဲ့ layer လေးကို select ပေးထားလိုက်ပါမယ်ဆက်လက်ပေးပြီးသွားပြီဆိုရင်တော့ဒီရက်ကျွန်တော်တို့က လက်မှတ်မှာဆိုရင် ဖုန်းကင်မရာနဲ့ကျွန်တော်တို့ကဓာတ်ပုံရယူခဲ့တာဖြစ်တဲ့အတွက်နောက်ကန် background ကကျွန်တော်တို့အခုလိုမျိုးအမဲဘက်ကိုကျွန်တော်တို့ရောက်နေပါတယ်။ဒါကိုကျွန်တော်တို့က စာရွက်လေးအရင်ဆုံးစပြီးတော့မှတန့်ပေးရမှာဖြစ်ပါတယ်။စာရွက်တပ်ဖို့ရအတွက် keyboard ကနေပြီးတော့ control ရယ်အလင်းရယ်ကျွန်တော်တို့နှိပ်လိုက်တယ်ဆိုရင်တော့အခုဒီလိုမျိုးကျွန်တော်တို့ level ဆိုတဲ့ဘောက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ် keyboard ကနေပြီးတော့မှ control နဲ့အလင်းနဲ့ကိုကျွန်တော်တို့မနှိပ်တတ်ဘူးဆိုရင်လေ image တွေကနေပြီးတော့ adjustment တွေကနေပြီးတော့ကျွန်တော်တို့ level ဆိုတာလေးကိုကျွန်တော်တို့ခေါ်လို့ရပါတယ်ဒီမှာကျွန်တော်တို့မြင်ရလားမသိဘူးเนาะကျွန်တော်တစ်ချက်လောက်မြင်ကွင်းလေးချက်ပြပေးသွားပါမယ်ကျွန်တော်တို့ image တွေကနေပြီးတော့ adjustment တွေကနေပြီးတော့မှ level ဆိုတာလေးကိုကျွန်တော်တို့သွားပေးရပါမယ် keyboard shortcut နဲ့ဆိုရင်တော့ control နဲ့ align နဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့မှ call လို့ရပါတယ် level ဆိုတာလေးနဲ့လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပါတယ်ဒီတော့ကျွန်တော်တို့ကစာရွက်ကကျွန်တော်တို့ကနည်းနည်းလေးအမဲပိုင်းကိုရောက်နေတာဖြစ်တဲ့အတွက်စာရွက်လေးကိုအဖြူဘက်ကိုပြန်ရအောင်ကျွန်တော်တို့ဒီမှာရှိနေတဲ့အတုံးလေးသုံးတုံးကနေပြီးတော့မှညာဘက်ဘေးမှာရှိနေတဲ့ဒီရဲ့အတုံးလေးကို ဒီဘက်ဘေးလေးကိုကျွန်တော်တို့ဆွဲလိုက်တယ်ဆိုရင်တော့စာရွက်လေးကကျွန်တော်တို့အခုလိုမျိုးလေးဖြူလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ကိုရဲ့စိတ်တန်းကြရရသွားပြီဆိုရင်တော့ကျွန်တော်တို့ okay လေးနှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပထမအဆင့်ဖြစ်တဲ့စာရွက်လေးကိုတော့ကျွန်တော်တို့ကတန့်လို့ပြီးသွားပြီဖြစ်ပါတယ်။စာရွက်ကိုတန့်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့လိုချင်တာကနောက်ခံ background တွေလုံးဝမပါစေချင်ဘူး။ကျွန်တော်တို့ရဲ့လက်မှတ်ပုံစံလေးကိုပဲကျွန်တော်တို့ကတည်တံ့လိုချင်တာဖြစ်တဲ့အတွက်လက်မှတ်လေးကြီးပဲရအောင် တည်တံ့ selection ပေးဖို့ကျွန်တော်တို့လိုပါတယ်။ဒါကြောင့် selection ပေးဖို့ရာအတွက် select ထဲကနေပြီးတော့မှ color range ဆိုတာလေးနဲ့ကျွန်တော်တို့ select လေးပေးလိုက်ပါမယ်။အခုလက်ရှိကျွန်တော်ပြပေးတဲ့ Adobe Photoshop version က Adobe Photoshop CC 2020 version ဖြစ်တဲ့အတွက် select ထဲကနေပြီးတော့မှ color range ဆိုတာလေးရကျွန်တော်တို့ပါနေတာဖြစ်ပါတယ်။ CR3 ကျွန်တော်တို့သုံးတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ select ထဲကနေ color range ဆိုတာလေးရကျွန်တော်တို့ပါပါမဟုတ်ပါဘူးပေါ့နော်။အဲ့တော့ဒီမှာကျွန်တော်တို့က select ထဲကနေပြီးတော့ color range ဆိုတာလေးကျွန်တော်တို့နှိမ့်လိုက်တဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ပေါ်လာပါလိမ့်မယ်တခါတလေမှာဒီလိုမျိုးတွေကျွန်တော်တို့ကမပေါ်နေဘူးဆိုရင်ဒီမှာကျွန်တော်တို့ကအတိုးအလျှော့ပုံမှန်လုပ်လို့ရတယ်ဒီအောက်မှာကျွန်တော်တို့က gray scale မဟုတ်ဘဲနဲ့နန်းဆိုတာကျွန်တော်တို့ဖြစ်နေပါလိမ့်မယ်ကျွန်တော်တို့ကလက်မှတ်ကိုလိုတဲ့အခါမှာကျွန်တော်တို့ကအဖြူအမဲပုံစံမျိုးနဲ့ပဲကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက် selection preview ဆိုတဲ့နေရာလေးမှာနန်းဖြစ်နေပါလိမ့်မယ် gray scale ကိုကျွန်တော်တို့ရွေးပေးထားလိုက်ပါမယ် ဟောဒီမှာကျွန်တော်တို့ဘာမှမပေါ်တော့ဘူးဆိုရင်တော့အပေါ်မှာရှိနေတဲ့ဒီရဲ့နေရာလေးရနေပြီးတော့အဆုံးထိကျွန်တော်တို့ကဆွဲတင်ပေးလိုက်ပါမယ်။ဒါလေးကျွန်တော်တို့ကအခုလိုအနေထားလေးရလာပြီဆိုရင်တော့ okay လေးနဲ့လိုက်ပါမယ်။ okay နဲ့လိုက်တာနဲ့တပြိုင်နဲ့ဒီမှာကျွန်တော်တို့ကလက်မှတ်လေးကြီးပဲတီးသန့်ကျွန်တော်တို့ selection လေးဝင်သွားတာကိုကျွန်တော်တို့တွေ့ရပါတယ်အခုလိုမျိုးလေး selection ဝင်သွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့က layer လေးပွားထုတ်လိုက်ပါမယ် control ရဲ့ j ရဲ့နှိပ်ပြီးတော့ layer လေးပွားထုတ်လိုက်ပါတယ် လေယာပွားလိုက်တဲ့အချိန်မှာဆိုရင် အောက်မှာရှိနေတဲ့လေယာဝမ်းဆိုတာလေးမှာမျက်စိလေးမိတ်ကြည့်လိုက်မယ်။ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလက်မှတ်လေးကြည့်ပဲတီးတဲ့ကျွန်တော်တို့ရလာတာကိုတွေ့ရပါလိမ့်မယ်။ဒီတော့ဒီရဲ့လက်မှတ်ပုံလေးကိုကျွန်တော်တို့က selection လေးပြန်ပေးလိုက်ပါမယ်။ keyboard ကနေပြီးတော့ control ကိုလက်ကဖီလေယာပွားရဲ့ကျွန်တော်တို့ရှေ့က၄000ကွက်လေးထဲမှာ click လေးတစ်ချက်နှိပ်လိုက်ပါမယ်။ ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလွန်တိုလေးဆက်လက်ရှင်ဝင်သွားပါလိမ့်မယ်ဆက်လက်ရှင်ကိုပြောင်းမြန်လှန်ပါမယ် control ရဲ့ရှေ့ရဲ့ iron ကိုနှိပ်ပြီးတော့ဆက်လက်ရှင်ပြောင်းမြန်လှန်လိုက်ပါမယ်ပြန်တော့ကျွန်တော်တို့ delete နဲ့ကျွန်တော်တို့ဖြတ်ခဲ့ပေးလိုက်ပါမယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့နောက်ခံ background လေးတွေမှာတခါတလေမှမပြတ်တဲ့အပိုင်းလေးတွေအယောင်မိန်မိန်လေးတွေကျွန်တော်တို့ဝင်နေတတ်တဲ့အတွက် selection လေးပြန်ပေးပြီးတော့မှကျွန်တော်တို့က selection ကိုပြောင်းပြန်လုပ်ပြီးတော့ delete နဲ့ဖြတ်ခတ်လိုက်တာဖြစ်ပါတယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ selection ပြန်ဖြုတ်ပါမယ်။ control ရဲ့ d နဲ့နှိပ်ပြီးတော့ selection လေးကိုပြန်ဖြုတ်လိုက်ပါမယ်။ဖြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ d ရဲ့လက်မှတ်ပုံလေးမှာကျွန်တော်တို့အယောင် color လေးတွေဝင်နေပါတယ်။တို့ကျွန်တော်တို့ကအမဲအောင် color လေးပြောင်းဖို့ရအတွက် layer ပေါင်းလေးပေါ်မှာကျွန်တော်တို့ double click နှိပ်ပြီးတော့ layer option ပေါင်းလေးကျွန်တော်တို့ခေါ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ color over လေးဆိုတဲ့နေရာလေးမှာ ကလေးတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာအမဲအောင်လေးကျွန်တော်တို့ဖြည့်ခဲ့လိုက်မယ်။ Okay နှိပ်ခဲ့မယ်။ Okay နှိပ်ခဲ့ပါမယ်။အခုလရှိကျွန်တော်တို့ဒီမှာမြင်ကွင်းချလိုက်တဲ့အချိန်မှာလက်မှတ်ကအခုလိုမျိုးကြီးကျွန်တော်တို့မတက်မရက်ပုံစံမျိုးတွေဖြစ်နေတယ်ပေါ့နော်ဒီတော့ဒါကိုကျွန်တော်တို့ကနောက်ထပ်လေယာလေးတွေထွက်ပြီးတော့မှနှစ်ခုသုံးခုလောက်ပွားကြည့်လိုက်ပါမယ် control ရဲ့ j ရဲ့တစ်ချက်နှိပ်မယ် control j တစ်ချက်နှိပ်ပါမယ် control နဲ့ j နဲ့ကိုထပ်ပြီးတော့မှကျွန်တော်တို့နှိပ်မယ် ။ဟောဒီလိုပုံစံလေးလုပ်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့လက်မှတ်လေးကတိတာထင်ရှားလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒီပုံစံအနေထားကျွန်တော်တို့ကြိုက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ layer တွေအားလုံးကိုဆက်လက်လေးပြလိုက်ပါမယ်။ရှစ်ကိုလက်ကပြီးကလစ်တစ်ချက်နှိပ်မယ်။ဒီ layer တွေအားလုံးကိုပေါင်းပြမှာဖြစ်တဲ့အတွက် control ရဲ့ e ရဲ့နှိပ်ပြီးတော့ layer လေးတွေအားလုံးကိုကျွန်တော်တို့ပေါင်းပြလိုက်လို့ရပါတယ်။ပေါင်းပြီးသွားပြီဆိုရင်တော့အောက်ကကျွန်တော်တို့က layer 1ဆိုတဲ့ layer လေးကိုမျက်စိလေးပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်။ ။ဟောဒီရဲ့ပုံလေးကကျွန်တော်တို့ကမူရင်းပုံလေးဖြစ်တယ်။ဒါကတော့ကျွန်တော်တို့က Photoshop နဲ့ edit လုပ်ထားတဲ့ပုံလေးဖြစ်ပါတယ်။ဒီတော့ဒီရဲ့ပုံလေးကိုကျွန်တော်တို့ကနောက်ကန် background တွေအားလုံးဖြတ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကိုကျွန်တော်တို့က PNG ဓာတ်ပုံအနေနဲ့ကျွန်တော်တို့သိမ်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က file နဲ့နေပြီးတော့စိတ်စွာလေးနဲ့ကျွန်တော်တို့သိမ်းခဲ့လိုက်ပါမယ်။စဲရန်ယူအကွန်ပျူတာစွာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာကျွန်တော်တို့ PNG ဓာတ်ပုံလေးနဲ့ကျွန်တော်တို့သိမ်းပေးပါမယ်။ သူကတော့ကျွန်တော်တို့ Photoshop PSD file နဲ့ကျွန်တော်တို့ဝင်နေပါလိမ့်မယ်။ဓာတ်ပုံအနေနဲ့သိမ်းကျင်တာဖြစ်တဲ့အတွက် PNG ဆိုတာလေးကျွန်တော်တို့ရွေးလိုက်ပါမယ်။ဟောဒီမှာကျွန်တော်တို့ကကိုကြိုက်နဲ့တက်တဲ့နာမည်လေးတစ်ခုခုပေးခဲ့မယ်။ Desktop ပေါ်မှာပဲကျွန်တော်တို့သိမ်းလိုက်ပါမယ်။စိတ်ဆိုတာလေးနှစ်ခဲ့မယ်။ Okay လေးနှစ်လိုက်ပါမယ်။ဒါဆိုရင်တော့ဒီရက်ဓာတ်ပုံလေးကကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာကျွန်တော်တို့သိမ်းပြီးသားလေးရရှိသွားပါလိမ့်မယ်။ဟောဒီတော့သိမ်းထားတဲ့ဓာတ်ပုံလေးက Desktop ပေါ်မှာသိမ်းထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကသူ့ကိုဖွင့်ကြည့်လိုက်တဲ့အကောင်မှာဆိုရင် ျွန်တော်တို့ပြုလုပ်ထားခဲ့တဲ့ PNG ဓာတ်ပုံလေးကျွန်တော်တို့ရရှိလာပြီးဖြစ်ပါတယ်။ဒီရဲ့လက်မှတ်ပုံလေးကိုကျွန်တော်တို့ကိုကြိုက်နှစ်သက်တဲ့ဘော်တွေမှာတင်ပြီးတော့မှအသုံးပြုလို့ရသွားပြီးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဓာတ်ပုံရိုက်ထားတဲ့လက်မှတ်တွေကိုကျွန်တော်တို့ Photoshop နဲ့ edit လုပ်တဲ့နီလန်လေးဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရဲ့သင်ခန်းစာလေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းကျွန်တော်တို့အရန်အသုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ အကယ်၍ကိုယ်ပိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတဲ့ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။